လာညချမ်းလေးပါရှင်။နိုဝင်ဘာလ23ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အင်ချူမီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဇီးကောင်းမြို့ပေါ်က KTV မှာစစ်သားနဲ့ရဲပြစ်ခတ်တိုက်ခိုက်ခံရပြီး9ဦးသေဆုံးတဲ့သတင်း။တောင်သာမြို့နယ်ကိုစစ်တပ်ကစစ်ကြောင်း၃ကြောင်းထိုးက PDF ကိန်းနဲ့ရွာတွေကိုမီးရှို့လို့နေအိမ်90ကျော်မီးလောင်ကဖုန်ကြီးတစ်ပါးပြန်လည်တော်မူတဲ့သတင်း။ စကိုင်းမင်းကုန်းကားလမ်းမအနီးတိုက်ပွဲဖြစ်ပွားကစစ်တပ်ကပြစ်လိုက်တဲ့ လက်နက်ကြီးကြီးလေးလုံးတိရဂူဝိပဿနာအကြောင်းဝင်တဲ့အကြောက်ရောက်ပောက်ကွဲတဲ့တဲ့တင်ဖေကုတ်ကိုမြို့တီအွန်လိုင်းလိမ်လည်ကြားဖြန့်လုပ်ငန်းမှာတင်စီရရှိခဲ့တဲ့လက်ကင်ဖုန်းအလုံး2000ရောကွန်ပျူတာအလုံး3000ခန့်ကိုစစ်ကော်မရှင်ကလမ်းကျိစက်နဲ့ဖျက်ဆီးပြတဲ့တဲ့တင်အာမင်္ဂလာကားဝင်းမှာခရီးသည်တင်ပို့တဲ့အင်ဂျီကားနဲ့တက္ကစီတွေကိုစက္ကန့်ပိုင်းနောက်ရပ်ခွင့်မပေးဘဲဂျန်ဝေကောက်နေလို့ ကာကွယ်အတွင်ခရီးသည်တင်ဖို့မဲ့ကားမရှိဖြစ်နေတဲ့တဲ့တင်။လောင်ပြေကျွန်းရွှေမျောလောက်ွက်ကိုစစ်ကောင်မရှင်တပ်ကအင်အားသုံးကဘုံကျဲတဲ့တဲ့တင်။အမေရိကန်ရမြန်မာပြည်ပွားအင်အား300ခန်းကစစ်ကောင်မရှင်လုံးမဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့တရုတ်တန်ယုံနဲ့အင်မီရော်ရှိမှဆန္ဒပြတဲ့တဲ့တင်။ရုရှားရဲ့ရန်လိုမှုကိုတတိထားရမယ့်အခြေအနေမှာ ပိုလန်နိုင်ငံဟာအရက်သားတွေကိုအရေးပေါ်တုံ့ပြန်ရေးတင်နန်းပေးတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဇီကောင်းမျိုးပေါ်က KTV မှာစစ်သားနယ်ရဲတိုက်ခိုက်ခံရပြီးခုနှစ်ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်အကိုတိုင်ဇီကောင်းမျိုးပေါ်က KTV မှာစစ်သားနယ်ရဲတွေရောက်နေတယ်လို့သတင်းရတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေကတားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့နတ်စစ်တီတပ်ဖွဲ့ထံကသိရပါဗျာနိုဝင်ဘာလ22ရက်မနေ့ကည7:00နာရီဝန်းကျင်ကမှာ ဇီကုံမျိုးဘော်က KTV မှာလာရောက်ပြောပါနေတဲ့စစ်သားနဲ့ရဲခုနှစ်ဦးကိုဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာခုနှစ်ဦးလုံးသေဆုံးပြီးလက်နက်ခဲယံအချို့လည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။သေဆုံးသွားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေထံမှာ G3 တနတ်တလက်ကြီးပေါင်း၅ခု G80 တောင်း equipment ၂ခုဓာတ်၃ချောင်းနဲ့လက်ထိတ်တစ်ခုတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါ KTV ဟာဇီကုံမျိုးမှရဲစခန်းနဲ့၃ပါလိုကန်တာဝေးရာကြောင့် စစ်ကူတွေချက်ချင်းရောက်လာလို့2မိနစ်3မိနစ်အတွင်းမရှင်ကိုအ мян ဆုံးအကောင့်ထဲပေါ်ကလက်နက်ခဲရအချို့အ мян ကောက်ယူပြီးအလင်းအ мян ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းကိုလည်းနတ်စစ်တီတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောဆိုထားတာကိုတွေ့ရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုနတ်စစ်တီတပ်ဖွဲ့နဲ့ဂျိုးပင်က BTZM တို့ကအတူတကွပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဒုတိယသတင်းတော့အုံနေတဲ့တောင်သာမြို့နယ်ကိုစစ်တပ်ကစစ်ကြောင်း၃ကြောင်းထိုးကာ PDF ကိန်းနဲ့ရွာတွေကိုမိချို့လို့နေအိမ်အလုံး90ကျော်မိလောင်ကခုံကြီးတစ်ပါးပြန်လုံတော်မူတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းတောင်သားမြို့နယ်ညောင်တိုကျေးရွာကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကစစ်ကြောင်း၃ကြောင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်ကတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့လုံခြုံရေးဂိတ်ကိုစီးနှင်ပြီးမိချို့ဖျက်ဆီးတဲ့အပြင်ကျေးရွာတွေကိုလည်းမိချို့ဖျက်ဆီးတာကြောင့်နေအိမ်90ကျော်မိလောင်ပျက်စီးပြီးခုံကြီးတစ်ပါးလည်းပြန်လုံတော်မူသွားတယ်လို့ဒေတာရင်းသတင်းမြစ်တွေအရသိရပါဗျာ။နိုဝင်ဘာလ21ရက်နေ့နေ့လယ်၂နာရီကျော်ကန်က တန်တာမျိုးနယ်ကနေထွက်လာတဲ့အင်အား300ခန့်ပါတယ်စစ်ကောင်မရှင်တပ်ဟာစစ်ကြောင်း3ကြောင်းနဲ့စစ်ကြောင်းထိုးလာပြီးညောင်တိုကျေးရွာတွေကိုစစ်ကြောင်း2ကြောင်းထိုးကရောက်ရှိလာပြီးကြံစစ်ကြောင်း2ကြောင်းကကျေးရွာအနီးအနားမှာရှိတဲ့တော်လန်ရေးတပ်ဖွဲ့တွေရဲ့ gate ကိုမိရှို့ဖျက်ဆီးသွားတယ်လို့လည်းသိရပါတယ်။ရွာတွေကိုအလုံးအင်းနဲ့စစ်ကြောင်းထိုးဝင်တာတနတ်တွေလည်းဖောက်တယ်။အိမ်တွေကိုမိရှို့တာရှာထားသမျှတွေလည်းကုန်ပြီးအသက်တောင်မနေလူထွက်ပြေးရတာအသက်80ကျော်ဖုံးတော်ကြီးလည်းမိသေးပါပြီးပြန်လည်တော်မူရတယ်။ ရွာနီးမှာရှိတဲ့တော်လန်ရေးခိတ်ကိုလည်းမီးရှို့တယ်။ရဲဘော်တွေတော့တရားမှမရှိဘူးလို့ကြားတယ်လို့ဒေသခံတအူကပြောပါရယ်။အဆိုပါညောင်တို့ကြီးရွာဟာအင်ဂျီ300လောက်ရှိကလူဦးရေ1500ခန့်နေထိုင်ကြတာဖြစ်ပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေရဲ့စစ်ကြောင်းထိုးမီးရှို့မှုကြောင့်ရွာရဲ့၃ဘုံ၃ဘုံမီးလောင်ပျက်စီးကတတ်တော်80နီးပါးရှိတဲ့ဖုန်ကြီးတစ်ပါးလည်းမီးထဲပါသွားပြီးပြန်လည်တော်မူသွားတယ်လို့သိရပါရယ်။ယခုလက်ရှိအနေအထားအရတော့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကမနေ့ကမနက်ပိုင်းမှာလည်း မြေပြူကုန်းကျေးရွာဘက်ကိုစစ်ကြောင်းထိုးနေတာကြောင့်မြေပြူကုန်းကျေးရွာအပါအဝင်ညောင်တို့ဆယ်ကုန်းချောင်းရွာစတဲ့ကျေးရွာ900လောက်ကဒေသခံပြည်သူ9000နီးပါးလောက်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ရှင်တတိယသတင်းတစ်ပုဒ်အနေနဲ့စကိုင်းမင်းကုန်းကားလမ်းမအနီးတိုက်ပွဲဖြစ်ပွားကစစ်တပ်ကပြလိုက်တဲ့လက်နက်ကြီးကြီးလေးလုံးတရကူဝိပဿနာအကြောင်းဝင်တဲ့ကြားရောက်ပောက်ကွဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းစကိုင်းမြို့နယ်ဝကြက်ကျေးရွာအနီးမှာ စစ်ကောင်မရှင်တက်တဲ့တော်လန်ရေးတက်တွေကြာနှစ်နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတီတကူဝိပဿနာအကြောင်းရင်းတွေကိုလက်နက်ကြီးကြီးကြားရပောက်ကွဲခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ22ရက်နေ့ည9:00နာရီကစကိုင်းမင်းငုံသွားတဲ့လမ်းဘေးမှာဝကြရွာအနီးမှာနှစ်ဖက်တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့တယ်လို့သိရပါဗျ။ည9:00နာရီလောက်ကနေ17:00နာရီကျော်လောက်အထိဖြစ်ကြတာလက်နက်ကြီးပစ်ခတ်တံတွေရောပဲအတော်ကြာကြာဖြစ်တယ်နှစ်ဖက်အကြဆုံးရှိမရှိတော့မသိရဘူး။ ၁၇နာရီကျော်လောက်မှညင်သွားတယ်။ဂူမနတ်တော့ပုံမှန်ဖြစ်နေပါပြီလို့ဒေသခံတဦးကပြောပါရယ်။တိုက်ပွဲဖြစ်ွားချိန်စစ်ကောင်မရှင်တပ်ဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးလေးလုံးဟာစကိုင်းတောင်ကြီးကတီရကူဝိပဿနာအကြောင်းဝင်တဲ့ကြားရောက်ပောက်ွဲခဲ့တယ်လို့သိရပါရယ်။လက်ထောက်ဆရာတော်ရဲ့အကြောင်းဆောင်သားကြတာအစားအုံပျက်စီးတာတွေရှိတယ်လို့ပြောတယ်။တန်ဃာတွေထိခိုက်တာတော့မရှိဘူး။နှစ်ဖက်အကြဆုံးရှိမရှိကတော့မသိရသေးဘူးလို့ဒေသခံတဦးကပြောပါရယ်။လက်တလုံးမှာဒေသခံတွေပုံမှန်သွာလာနေကြပြီ။ ဝကြရွာအနီးတစ်ဝိုက်ဟာမကြာခဏတိုက်ပွဲဖြစ်ပွားနေတာကြောင့်ဒေသခံတချို့တဝက်လည်းဆစ်ဆောင်နေကြရတယ်လို့သိရပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွှေကုတ်ကိုမြို့တီအွန်လိုင်းလိမ်လည်မှုကြားဖြတ်လုပ်ငန်းကတင်းစီရရှိတယ်။လက်ကင်ဖုန်းအလုံး2000ကျော်ကွန်ပျူတာအလုံး3000ခန်းကိုစစ်ကော်မရှင်ကလမ်းကြိမ်းဆက်နဲ့ဖျက်ဆီးပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကော်မရှင်ကကရင်ပြည်နယ်မြောက်ရီမြို့မြောက်ဖက်ရွှေကုတ်ကိုအမြိုင်မြို့တီမှာအွန်လိုင်းလိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေကတင်းစီရရှိတယ်။ လက်ကင်ဖုံးအလုံး2000ကျော်ကွန်ပျူတာအလုံး3000ခန်းကိုလမ်းကြိမ်းဆက်နဲ့စစ်ကောင်မရှင်ကဖျက်ဆီးပြခဲ့ပါတယ်။စစ်ကောင်မရှင်တက်တဲ့ BGF ကူပေါင်းအဖွဲ့တို့ပူးပေါင်းပြီးနိုဝင်ဘာလ16ရက်နေ့ကစပြီးနိုင်နင်းရှင်းလင်းလျက်ရှိကြ။ကြားဖြတ်လုပ်ငန်းတွေကတင်စီရရှိတဲ့လက်ကင်ဖုံးအလုံး2000ကျော်နဲ့ကွန်ပျူတာအလုံး3000ခန်းကိုမနေ့ကနိုဝင်ဘာလ22ရက်မွန်လွဲပိုင်းမှာလမ်းကြိမ်းဆက်နဲ့ဖျက်ဆီးခဲ့ကြောင်းစစ်ကောင်မရှင်ဝါရဖြန့်မီဒီယာတွေမှာဖော်ပြနေပါတယ်။စစ်ကောင်မရှင်ဘက်ကပထမ KK ပတနေရာတွေကိုပဲကြားဖြတ်နိုင်နင်းပြတယ်။ ်အခုအမေရိကန်ဘက်ကကြားဖြတ်နေနေအဖွဲဖွဲတော့တခြားနေရာတွေမှာပါစစ်ကောင်မရှင်က BGF နဲ့ပေါင်းပြီးကြားဖြတ်နေနေအလုပ်ပြနေတဲ့သဘောကိုတွေ့ရပါတယ်လို့စီရီယံဗိုလ်မှူးဆွေတော်ကမြို့တော်ကိုပြောပါတယ်စစ်ကောင်မရှင်ဟာကြားဖြတ်လုပ်ငန်းဝင်ကလက်ကင်ဖုန်းနဲ့ကွန်ပျူတာဆက်ဆက်ပစ္စည်းတွေကိုရွှေကုတ်ကိုနှစ်သိက္ကူကွင်းမှာလမ်းကျိစက်ကားနဲ့ကျိတ်ပြီးဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းမြန်မာထိုင်းနယ်စပ်မှာကြားဖြတ်အွန်လိုင်းလည်လည်မှုလုပ်ငန်းတွေပပျောက်တဲ့အထိရှေ့ဆက်ဖမ်းဆီးမှုတွေအပြင်အရေးယူခြင်းနဲ့မြန်မာနိုင်ငံနာမည်ပြတ်တဲ့ ကြားပြန့်လုပ်ငန်းလုပ်သားတွေကိုလည်းထိရောက်စွာအရေးယူသွားမယ်လို့ဝါဒဖြန့်ထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့အခြားသတင်းတွေအရမြရီဒေတာကကြားပြန့်လုပ်ငန်းတွေလုပ်ကင်နေကြတဲ့တရုတ်နိုင်ငံသားတွေကိုစစ်ကောင်မရှင်တက်တဲ့ BGF တွေကပြည်တွင်းကိုပို့ဆောင်နေတယ်လို့သိရပါတယ်။ရန်ကုန်မန္တလေးနဲ့ပြည်တွင်းမြို့ကြီးတွေမှာကြားပြန့် call center တွေပေါ်ပေါက်နေတယ်လို့လည်းပြည်တွင်းသတင်းမြစ်တွေထံကသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အောင်မင်္ဂလာကားခွေမှာခရီးသည်ပို့တဲ့အင်ဂျီကားနဲ့တက္ကစီတွေကို စက္ကန့်ပိုင်းနောက်ရက်ခွင့်မပေးဘဲဂျန်ရိုက်နေလို့ခကြီးတဲ့ပို့မဲ့ကားမရှိဖြစ်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မြို့အောင်မင်္ဂလာကားဝင်းမှာအင်ဂျီကားတွေနဲ့တက္ကစီတွေကိုစက္ကန့်ပိုင်းနောက်ရက်ခွင့်မပေးဘဲခကြီးတဲ့အောက်စင်းနာကိုတောင်ဒဏ်ငွေတောင်းပြီးစီပင်ရဲတွေကဖမ်းဆီးငွေကြေးတောင်းနေတာကြောင့်အောင်မင်္ဂလာကားဝင်းကိုအင်ဂျီကားတက္ကစီတွေမလိုက်ရဲတော့တဲ့အထိဖြစ်နေတယ်လို့သိရပါဗါးအောင်မင်္ဂလာကားဝင်းကိုခကြီးတဲ့ပို့တဲ့တက္ကစီတွေအင်ဂျီကားတွေဟာကားဝင်းအနားတစ်ဝိုက်မှာခကြီးတဲ့ဆင်းတဲ့အချိန်စက္ကန့်ပိုင်းလေးရက်ရင်ကို စီပင်ရဲတွေကတနတ်တွေကိုင်းကဒံငွေတောင်းလိုင်စင်ပြခိုင်းတာဖမ်းဆီးငွေညစ်တာတွေလုပ်နေတယ်လို့သိရပါဗျ။အရင်ရက်ကခရီးတယ်လိုက်ပို့တာခရီးတယ်ကကားပေါ်ကဆင်းပြီးကျွန်တော်ကသူ့အိတ်လေးချပေးတာစက္ကန့်ပိုင်းလေးပဲ။အဲ့ဒါကိုရင်းနဲ့ဒရိုက်ဘာကင်းကွာလို့ဆိုပြီးဒံငွေ9000တောင်းတယ်။ချက်ပိုင်းနဲ့ကြကပတ်မပတ်လို့လို့ရေးထားတယ်။သူတို့ပြောတာတော့စေတနာနဲ့အမှုနဲ့အောင်ရေးပေးထားတယ်လို့ပြောတယ်။ခဏတောင်းဆောင်လိုက်ရတယ်လို့အငားရီမောင်တအူးကပြောပါရယ်အဲ့လိုဖန်းစည်းငွေတောင်းတာတွေဟာအတော်ကြာနေပြီလို့သိရပြီး ခုနောက်ပိုင်းကာကြီးကွင်းကိုဘဲခရီးတဲ့တင်တက္ကစီမှလိုက်မဖို့ရဲကြတော့လို့ခရီးသွားတွေအဖို့အခက်ခဲတွေလည်းကြုံနေကြရတယ်လို့သိရပါဗျ။ဘဲကားသမားမှအမင်္ဂလာဆိုမလိုက်တော့ဘူး။မင်္ဂလာတုံလေစိတ်တောင်သူတို့လောက်မဆိုးဘူး။လှုပ်ရှားနေကြတာများနေပြီ။ပြောရင်လည်းတနက်တကားကနဲ့ခက်ပြက်ကြီးတဲ့ယူနီဖောင်းဝတ်ဓမြတိုက်နေကြတာဗျာလို့ကားသမားတဦးကပြောပါဗျ။မော်တော်ယာဉ်တွေကိုဖန်ဆီးတန်ရိုက်ငွေညစ်တာတွေဟာမော်တော်ပီကယ်ယာဉ်ထိန်ရဲတွေမဟုတ်ပဲစီပင်ရဲတွေလို့သိရပြီ။ လူမိုက်တွေနဲ့ပေါင်းကကားဝင်းကိုဝင်လာတဲ့အင်စည်းကားအငားရင်တွေနောက်ထက်ချက်မကွာလိုက်ပြီးကားရက်တာနဲ့ဒံဝေတောင်းတော့တာလို့သိရပြီးအေးအေးယူဆောင်ရွက်ပေးတာလည်းမရှိဘူးလို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လောင်ပြေကျွန်းရွှေမျောရက်ွက်ကိုစစ်ကော်မရှင်ကအင်အားသုံးဖုံးကျဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမင်းကင်းမြို့နယ်လောင်ပြေကျွန်းရွှေမျောကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေအင်အားသုံးဖုံးကျဲတိုက်ခိုက်ခဲ့လို့ဒေသခံ20ဝန်းကျင်ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့သူတွေလည်းရှိတယ်လို့သိရပါဗျ။နိုဝင်ဘာလ22ရက်နေ့လယ်ပိုင်းကတရားဦးလေးစိတ်ကတိုက်လေရင်နဲ့၄ချိန်မုံရွာနမခါကတက်လာတဲ့ဂျာယူကော်ပတာ3စီးနဲ့၄ချိန်လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပြီးထိခိုက်ဒဏ်ရာရသူများတယ်လို့သိရပါဗျ။ဂျာယူကော်ပတာ3စီးနဲ့လာကျဲတာ၄ချိန်တိုက်လေရင်နဲ့ကတစ်ချိန်ကျဲတာရွှေမျောဖောင်တွေမိလောင်ပြက်စီးပြီးနှစ်သွားတယ်။အဲ့ထဲမှာလည်းလူပါသွားတယ်လို့ကြားတယ်။သေချာမသိရသေးဘူး။ခုထိခိုက်တဲ့လူနာကအများများတယ်လို့ဒေသခံတအူးကပြောပါဗျ။ ။လောင်ပြေကျွန်းအနီးမှာတော်လန်ရေးတပ်တွေကရွှေမျောလောက်ကတ်တွေကိုလောက်ကိုင်းဖို့စူးစမ်းကြရကဒေသခံတွေနဲ့အတိုက်အခံဖြစ်ပြီးဆန္ဒပြမှုတွေ၃ချိန်တိုင်တိုင်ဖြစ်ခဲ့တယ်လို့သိရပြီးဦးဆောင်လုံးမဲ့မြို့နယ်ပါအဖားနဲ့ပကဖားကိုအရေးယူပေးဖို့ပါဆန္ဒထုတ်ဖော်ပြသခြင်းခံခဲ့ရတာကြောင့်တော်လန်ရေးတပ်ဘက်ကဆန္ဒပြတာမှာပါဝင်တဲ့သူတွေကိုဖမ်းဆီးခဲ့တာရှိတယ်လို့သိရပါတယ်။အော်တိုဘာလ၂ရက်နေ့နဲ့၅ရက်နေ့ကလည်းဆန္ဒပြတယ်။နိုဝင်ဘာလ၈ရက်နေ့ကလည်းဆန္ဒပြတယ်။တော်လန်ရေးတပ်ဘက်ကနေဆန္ဒပြတော့ကပါတဲ့ တိုက်နဲ့ပအာဖနဲ့ပကပခေါင်းဆောင်တွေကိုဖမ်းထားတာရှိတယ်။အခုနှစ်ဖက်အစင်မပြေတဲ့အချိန်စစ်တပ်ကဝင်လုသွားတာလို့ဒေသခံတဦးကပြောပါရယ်။လက်တလောမှာဒေါ်လာရေးတက်တွေနဲ့ဒေသခံတွေအစင်မပြေမှုဖြစ်နေတဲ့လောင်းပြေကျွန်းရွှေမျောလောက်ကကိုစစ်ကောင်မရှင်ကနေ့လယ်၂နာရီကနေညနေ၄နာရီထိဇက်တိုက်ပုံကျဲခဲ့တာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါရယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမေရိကန်ရောက်မြန်မာပြည်ပွားအင်အား၃၀၀ခန့်က စစ်ကောင်မရှင်လုံးမဲ့ရွေးကောက်ပွဲကိုအတိအမှန်မပြုဘဲတရုတ်တန်ယုံနဲ့အိမ်ပြော်ရှိမှာဆန္ဒပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့အမေရိကန်ရောက်မြန်မာပြည်ပွားတွေဟာနိုဝင်ဘာလ22ရက်နေ့ညနေပိုင်းမှာဝါရှင်တန်ဒီစီမြို့မှာရှိတဲ့တရုတ်တန်ယုံနဲ့အမေရိကန်သမ္မတအိမ်ပြော်ရှိမှာဆန္ဒပြခဲ့ကြပါတယ်။စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲဟာထပ်ပေါက်မဟုတ်ဘဲထောင်ချောက်ဖြစ်ကြောင်းနဲ့ဒီရွေးကောက်ပွဲကိုအမေရိကန်ပြည်ထောင်စုအနေနဲ့အတိအမှန်မပြုဘဲ ဆန္ဒပြသူတွေကိုဥဆောင်ခဲ့သူတွေကတောင်းဆိုခဲ့ကြပါတယ်။ဆန္ဒပြပွဲကိုဝါရှင်တန်ဒီစီနယူးယောက်ပြည်နယ်နဲ့ပန်ဆယ်ဗေးနီးယားပြည်နယ်တို့မှမြန်မာပြည်ပွားအင်အား300ခန်းကဆန္ဒထုတ်ဖော်ခဲ့ကြပြီးပြည်သူ့ဘက်မှရက်တည်နေတဲ့အမှုပညာရှင်တွေဖြစ်တဲ့တရုတ်ဆောင်ခါရာအဆိုတော်လီယိုကေရီတေးဆိုထအောင်ရှိုင်းနဲ့ရုပ်ရှင်ဒါရိုက်တာငိမ့်သစ်တို့လည်းဆန္ဒပြပွဲမှာပါဝင်တာကိုတွေ့ရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရုရှားရဲ့ရန်လိုမှုကိုသတိထားရမယ့်အခြေအနေမှာ ။ပိုလန်နိုင်ငံဟာအရက်သားတွေကိုအရေးပေါ်တုံ့ပြန်ရေးတင်နန်းပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရုရှားနိုင်ငံဟာအင်ဒီဂျင်းဖြစ်တဲ့ယူကရိန်းနိုင်ငံကိုကျူးကျော်တိုက်ခိုက်မှုတွေကြောင့်ပိုလန်နိုင်ငံမှာလည်းပြည်သူလူထုရဲ့စိုးရိမ်ပူပန်မှုမြင့်တက်လာနေချိန်အကြမ်းတဲအခြေအနေတွေမှာဘလို့တုံ့ပြန်ဆောင်ရွက်ရမယ်ဆိုတာကိုနိုင်ငံသားတွေကိုသင်ကြားပေးဖို့တင်နန်းအစီအစဉ်တစ်ခုကိုစတင်ခဲ့ပါတယ်။ဒီစီစဉ်ကိုစနေနေ့မှာစတင်ခဲ့တာဖြစ်ပြီးအစိုးရကနိုင်ငံခြားတပ်တွေကျူးကျော်လာရင်အရေးပေါ်အခြေအနေအတွက်ပြည်သူတွေကိုအသိဉာဏ်ဖြစ်စေဖို့ပြုလုပ်တဲ့ဒီစီစဉ်မှာ နိုင်ငံတကာကိုလည်းပါဝင်ဖို့ပန်ကြားလိုက်ပါတယ်။ပိုလန်မှာရုရှားနဲ့ပတ်သက်ပြီးစိတ်မသက်မသာမှုတွေတိုးပွားလာနေပြီးစက်တင်ဘာလအတွင်းတုန်းကလည်းရုရှားလေရင်တွေကပိုလန်လေကြောင်းနံနမိတ်ကိုချိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။နိုဝင်ဘာလမှာပိုလန်နဲ့ယူကရိန်းကိုဆက်သွယ်ထားတဲ့ရထားလမ်းပျက်စီးသွားခဲ့ပြီးဒါဟာရုရှားဘက်ကဖျက်ဆီးတာလို့ပိုလန်ဝန်ကြီးချုပ်ကညင်ညွန်းပြောဆိုထားပါတယ်။စနေနေ့မှာလူပေါင်း60ခန့်ဟာမြို့တော်ဝါစောရဲ့အစင်ကြေးဘုံရှိစစ်စခန်းတစ်ခုမှာတင်နန်းအစီအစဉ်အတွက်စုဝေးခဲ့ကြပါတယ်။ သူတို့ဟာစစ်သားတွေရဲ့လမ်းညွှန်မှုအောက်မှာစေတနာဝန်ထမ်းတွေဟာမိငိမ့်တတ်မှုစေဘဆိုင်ရာကုသမှုနီးစနစ်တွေနဲ့အခြားအရေးပေါ်တုံ့ပြန်မှုတွေပါဝင်တဲ့လေ့ကျင့်ခန်းတွေကိုပြုလုပ်ခဲ့ကြပါတယ်။ဒီသင်တန်းမှာပါဝင်တဲ့အသက်46နှစ်အရွယ်အမျိုးသားတအူးကတော့ပိုလန်နိုင်ငံသားတွေအနေနဲ့ရုရှားနိုင်ငံဟာပိုလန်နိုင်ငံအတွက်ချိန်ချောက်မှုဖြစ်ကြောင်းနဲ့သူတို့အနေနဲ့ကောင်းမွန်စွာပြင်ဆင်ထားဖို့နဲ့လင့်ကျင့်ထားဖို့လိုကြောင်းပြောကြားခဲ့ပါတယ်။ပိုလန်ကာကွယ်ရေးအရာရှိတအူးကတော့သူတို့နိုင်ငံဟာတင့်လျော်တဲ့ဟန်တာမှုဖန်တီးဖို့နဲ့ ုံ့ပြန်ဖို့အသိရှိရန်လိုအပ်ကြောင်းအလေးထားပြောကြားခဲ့ပါတယ်ရှင်။ရောရော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မျိုးရော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမျိုးရော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။